အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နှန်းစစ် YouTube Channel မှာပြန်လည်ကြိုဆိုပါရစေဒီကနေ့နှန်းစစ် YouTube Channel မှာတင်ဆက်ပေးခြင်းတဲ့ဝတ္ထုလေးရတော့စာရေးဆရာလေရင်းသားစောချီရဲ့လွမ်းစေဒီနဲ့စမ်းရည်ကြီးဆိုတဲ့အပိုင်းစက်ဝတ္ထုလေးပဲဖြစ်ပါတယ်ကံကြေဒီနဲ့ဆိုင်ကြည့်တယ်ရင်သာတော့ချစ် ပပိုင်းနဲ့ရာဇာထွန်းနေသောမိုးကထွက်သွားကြပြီမို့နေမင်းဆိုစပင်းကို အပြေးတွန်းထုတ်၍အပြေးခုန်တက်ပြီးအပြေးအမြန်ထွက်လာခဲ့သည်။ကြောင်းမှထွက်သည်နှင့်ကြောင်းဝန်းကျင်မှပောက်ပင်များရဲရဲနီနီပွင့်နေကြသည်။ကြံမင်းတွန်းအောင်ကြားလမ်းမှာစပင်းနှင်း၍ထွက်လာတော့ လက်ပံပွင်နီနီများလမ်းပေါ်သို့တဖြုတ်ဖြုတ်ကျွေကြနေသည်လက်ပံပင်အမြင်ကြီးများမှလည်းပင်လုံးကျုပ်အနီအောင်ခြေထားကြသည် နေမင်းဆိုဆဗင်းကိုအမြန်နှင်းလာ၍ကားလမ်းပေါ်ရောက်သည်နှင့်ရာစာထွန်းနှင့်ဇော်မိုးတို့၏ဆဗင်းများကိုမှီလာသည်ဆဗင်းသုံးစီးလုံးအသည့်များဖြစ်၍အပြန်ရန်ဆိုင်အမြန်နှင်းခဲ့ကြသည်စပိန်သုံးစီကားလမ်းပေါ်မှာဖြန်နှင်းလာကြ၍ နောက်မှကားကဟုံးပင်းကြော်တက်ပြီးမကြေမနက်ကြည်သွားကြသည်လမ်းဘေးမှာရိုးပြက်ငုတ်တို့လဲဝင်းများပောက်ပင်တို့၏အနီရောင်များ အရှိဘက်မှ တောင်နှမ်းကြီးများနှင့်တာယာလှပနေသည်ဂူးလောက်ဆိုသူတို့လည်းမင်းရဲမြောင်အတိုင်းစပိန်စီးလာနေလောက်ကြပြီမင်းရဲမြောင်ရှိရာအရှိဘက်စီတို့လှမ်းကြည့်လိုက်သည် ။ရားမောင်တစ်ယောက်မှာနေရဲစွာပွင့်နေကြသောလက်ပံမင်းကြီးများကိုသာလှမ်းမြင်ရသည်။မင်းမွေးတောင်သွားသောလမ်းခွဲကိုလွန်ပြီးမကြမိမှာပင်တောင်နောက်ကျောင်းရွာသို့ရောက်ခဲ့ကြသည်။ရိမ့်နှဲ့နေသော အုံးပင်များစိန်လံအုပ်ဖွဲ့နေသောတစ်ပင်များမျက်ခင်းစိမ့်စိမ့်များနှင့်တာယာလှပသော တောင်ကြီးရွာလေးဖြစ်သည်။ကားလမ်းပြီးမှ အကျော်ဆိုင်မှာ စပင်းများကိုရပ်လိုက်ကြသည်။ ဆိုင်ထဲမှာခုံများခင်းထားသည် အကျော်ကလည်းကြော်နေစေပူပူနွေးနွေးဖြစ်သည် နေမင်းစိုးတို့အကျော်တပွဲမှာဆိုင်တန်းရင်ခေါင်းဆောင်သည့်ခင်မုံတို့အဖွဲရောက်လာမည်ကိုစောင့်မျှော်နေကြသည်အကျော်တပွဲကုံသည့်အထိမလာကြသည်ဟဲ့ကောင်မင်းဟာသေးကြရဲ့လားဇော်မိုးကနေမင်းစိုးကိုလှမ်းမေးလိုက်သည် နေမင်းစိုးဘူးသီးကျော်ကိုချင်းရီကွက်တဲ့နှစ်ရာမှာ တန်းရင်တို့လာမည်လမ်းမစီတို့လှမ်းကြည့်သည်ဘာရဲ့ရောင်မြမမြင်ရသည်တေးကြတယ်လို့ပြောတာပဲကွလာမှာပေါ့သူတို့စပိန်နေတာနှေးလို့နေမှာပေါ့နောက်ထပ်အကြော်ဆုံးတစ်ပွဲရာစာတုံးကအထက်မှာနေသည်အေးဆွေလည်းမတွေ့သေးဘူးနော်ဒီကောင်တောမှပြန်ရင်ဒီလမ်းကပြန်ရမှာဇော်မိုးပြောသည်ကစဉ်းစားเสียရဟု နေမင်းဆိုအတွေးဝင်သွားသည် ်ကားလမ်းမစီသို့လှမ်းကြည့်လိုက်သည်မော်တော်ကားတစ်စီးမောင်းသွားသည်သာ တွေ့ရသည်အေးဆွေကိုမမြင်ရဒီကောင်ကကောင်မလေးတွေနဲ့မြောင်းပောင်ကအတူပါလာမလားမသိဘူးရာစာထွန်းပေတော်ထင်မြင်ချက်ကြောင့်နေမင်းစိုးရင်ထဲမှာအပူလိုင်းများဖြတ်တန်းသွားသည်ဖြစ်ချင်းဖြစ်နိုင်တယ်ဟုစဉ်းစားမိသောအခါအေးဆွေကို မကြည်မနှက်ဖြစ်ရသည်ငါတို့ကြတော့ယောက်ျားလေးမပါရဘူးပြောထားတာပဲကွာ ဒီကောင်ကယောက်ျားမှမဟုတ်တာပဲကွကောင်မလေးတွေနဲ့အတူပါလာရင်ပါလို့ရတာပေါ့ရာဇာတွန်းနဲ့ဇော်မိုးတို့သဘောကျစွာရည်ကြသည် နေမင်းစိုးကတော့ပြုံးယုံကပြုံးလိုက်သည်ရေထဲမှာအေးဆွေကိုမနာလိုစိတ်ကြီးစွာဖြစ်နေသည် မမတန်းတို့လာပြီနောက်ထပ်အကျော်ဝဲတဝက်လောက်ကုန်ချိန်မှာစိုင်မမင်းကလေးများဤအော်ပြောတန်ကြောင့်နေမင်းစိုးတို့အဖွဲလှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်မှန်သည် တန်းရင်ဦးဆောင်သော စပယ်များလာနေသည် နေမင်းဆိုလှမ်းကြည့်လိုက်သည်ယောက်ျားလေးတယောက်မျှမပါမိန်းကလေးများကြီးဖြစ်သည်အေးဆွေကိုမနာလို၍ပူလောင်နေသော စိတ်များပျောက်သွားသည် စပယ်များဆိုင်နာသို့ရောက်လာကြပြီဟင်နေမင်းဆိုရင်ထဲမှာဟာသွားခြင်းနှင့်အတူမကျေနပ်စိတ်များကြီးထွားလာရပြန်သည်တန်းရင်တို့အဖွဲတွင်မင်းကလေးရှိဦးဖြစ်တော်လဲ ခင်ဖောင်းအီစော်နှင့်ချစ်ချစ်ထွေးတို့ပါမလားဟေးတန်းရင်နင်းတို့နောက်ကျလိုက်တာဒီမှာငါတို့တောင်အကြော်နှစ်ပွဲကုံတော့မယ်ရာစာထွန်းကအလှမ်းអော်လာသည်ငါတို့ကခင်ဖောင်းတို့လိုက်မယ်ဆိုလို့စောင့်နေတာအကြကြီးနောက်မှသူတို့ကအေးဆွေတို့တိုင်းအောင်တို့နဲ့ဝေဘူးချောင်ဘက်မှာဇီးသီးစားကြမယ်ဆိုပြီးထွက်သွားကြတယ်စိတ်တူစရာကောင်းလိုက်တာတန်းရင်ဆိုင်ထဲသို့ဝင်လာရင် မကြည်မနှက်ဖြစ်နေသည်ဟင် လူပါဝါတဲ့ကောင်တန်းရင်ကစိတ်တူစရာကောင်းယုံရှိသေးသည် နေမင်းဆိုးရင်ထဲမှာတော့အေးဆွေကိုမကြည်မနှက်စိမ်များပေါက်ကွဲနေပြီ စိတ်ကူးရင်ထားသည့်ကြည်နူးစရာအပျော်ကလေးများနေရာမှာမကြည်နှက်စရာဒေါသမှုန်တိုင်းကတိုက်နေပြီကိုကိုတော့ယောက်ျားလေးမပါရဟုပြောခဲ့ပြီအေးဆွေနှိကြဝေဘူးချောင်ဘက်သို့သွားသည် နေမင်းဆိုးကြောက်စဲသို့အမြင်သွားပြီးဝေဘူးချောင်ဘက်လိုက်ရှာခြင်းသည် တွေ့လျင်အေးဆွေကိုဆွဲထိုးပစ်လိုက်ခြင်းသည်သို့သောချက်ချင်းထပြန်သွားလျင်တန်းရင်တို့တပွဲလုံးကမကြည်မနက်ဖြစ်ကြမည်နီးရမျိုးမျိုးဆွဆွဲပုတ်ခတ်ပြောဆိုကြလိမ့်မည်မလာခြင်းနေပေါ့သူတို့ကအနံကြီးကွင်းကျယ်တွေဇော်မိုးကရှောင်းချရင်တူဘူးကြော်တခုကို ကောက်ဝါလိုက်သည် လာတဲ့သူတွေအကြော်စားရတာကောင်းတာပေါ့ဈီးဒီကရှင်းတယ်ရင်းကျက်တယ်မကောင်းဘူးဟုတ်တယ်ဟုတ်တယ် ။ရာဇာတွန်းပြောတာမှန်တယ်။အကြောင်းမြန်မြန်ခြာပေးပါ။မင်းကလေးများဆိုင်ထဲမှာစပွဲဝိုင်းများမှာနေရာယူကြသည်။ခြာပေးသောအကြောင်းများကို အချင်းချင်းတို့၍စားကြ။ရင်းမွေးချမ်းတောက်ကြနှင့်ပွဲချမ်းနေကြသည်။စားစားနေစား၍ကောင်းသလိုစကားပြောသံများကလည်းစူညံနေသည်။နေမင်းဆိုကတော့အမြန်ဆုံးပြန်နိုင်မည်အခွင့်အကားကိုစောင့်နေသည်။တဆက်ကမျှစက်နေခြင်းစိတ်မရှိ ကျားဆယ်အမြန်ပြန်ရောက်လင်အေးဆွေနှင့်ခင်မုံတို့ကို ပြဿနာတစ်ခုခုလောက်ချင်သည်ခတ်ဒီကထားပြန်ရန်ဘလို့အကြောင်းပြရမှန်းမသိဇော်မိုးနှင့်ရာဇာတွန်းကလည်းမင်းကလေးများနှင့် ရောလိုက်ပြောလိုက်ထဆားလိုက်နှင့် ပွဲတော်ကြီးဖြစ်ပြီးပျော်နေကြသည်ဟေးမော်နီတာကြီးငြိမ်နေပါလားစားတာလည်းမတွေ့ဘူးဘာလဲခင်ဖုံးပါမလားလို့စွေးနေတာလားမိမိပြောမှာ အကျော်စားနေသောမိန်းကလေးများနေမင်းဆိုးစီသို့လှမ်းကြည့်ကြသည်ဟုတ်တယ်ဟေ့လောက်ကြပါအောင်ငါတို့မော်နီတာကြီးဆွေးနေတာတနာပါတယ်မိန်းကလေးများကဝိုင်းပြီးပြောကြရဲကြသည်ဘာလို့ဆွေးနေရမှာလဲငါကနင်တို့အရင်ရောက်ပြီးနှစ်ပွဲတောင်စားထားနေပြီဒါကြောင့်မို့နင်တို့စားတာကြည့်ပြီးသဘောကျနေတာကြည့်ရင်ကြည့်လေငါတို့ကစားနေတာဝါတီပဲဟုတ်တယ်ဝါတီပဲ ဒီဘက်ကိုအချင်းတစ်ပွဲထပ်ပေးပါအောင်အကျော်နှစ်ပွဲယူခဲ့ပါအောင်မော်နီတာကြီးဝါနေအကျော်ပဲကူချပေးပါမိန်းကလေးများအားလုံးစူညံစွာ ပြောဆိုရင်အကျော်မှားနေကြသည်မှာပြောစရာအေးဆွေဆိုတဲ့ကောင်းကလည်းအောက်လန်းကိုပြန်ပါဒီဘက်လာတဲ့မိန်းကလေးတွေနဲ့မလိုက်ဘူးဝေးဘူးချောင်းသွားတဲ့ခင်ပုံးတို့နဲ့လိုက်သွားတယ်တန်းရင်အစားဖြန်ပေါ်လိုက်တော့မှနေမွန်းဆို အေးဆွေကိုပို့၍မကြည်မနှက်ဖြစ်ပြန်သည် သူကတောသားပေမဲ့မမတန်းတို့လိုတောသူတွေနဲ့ပေါင်းချင်တာမဟုတ်ဘူးလေမျက်နာကြည့်ရဟင်းဘက်ပါခင်ဖုံးတို့ဣဇော်တို့ခိုင်းတာလှုပ်ချင်တာမိန်းကလေးတယောက်ကထောက်ခံသည် ဟုတ်တယ်ဟိငါတို့မော်နီတာကြီးကမှတော်တာတွေ့လားမျက်နာကြည့်ရမလိုက်ဘူးမြို့ပေါ်မှာနေတဲ့လူတွေကရွာခရီးကိုလိုက်လာတာမိန်းကလေးတယောက်နေမင်းဆိုးကိုချီးမွမ်းလိုက်သည် ဟုတ်တယ်လေအဲ့ဒါတိတ်မှန်တယ်မင်းကလေးများလက်ခုပ်တီး၍နေမင်းဆိုးကိုချီးကျူးကြသည် နေမင်းဆိုးဂုံယူစွာပြောင်းလိုက်တော့လေကိုเจ้าကိုတိပါသည်ခင်ဗျာလိုက်လာမည်ဆို၍ဤရွာခရီးသို့လိုက်လာခြင်းဖြစ်သည်အခုအမြန်ပြန်ခြင်းနေပြီနိုင်ရခန့်ကြအောင်စားပြီးတော့မင်းကလေးများဘိုင်လေး၍လက်နှေးလာကြသည် စပ်ပြီးမစားနိုင်ကြတော့ပါ ဟဲ့အကျော်စားလို့ဝိုင်းရင်ရွာထဲကဖြတ်ပြီးတောင်မြေဖုန်ကြီးချောင်းကိုသွားမယ်။ပိနေသည်စားရမယ်။ရှောက်ချိုသည်တို့ဇောင်းလျားသည်တို့စားရမယ်။တန်းရင်ကအစီစဉ်အသည့်ပြောင်းရန်အဆိုပြုသည်။ငါတို့တော့မလိုက်တော့ဘူးနော်ပြန်မယ်။အိမ်ကတည်တာမဟုတ်ဘူး။သမားတွေပြန်ရောက်ရတဲ့အခါကိုကမရရင်အစူခံရမှာတိတ်ကြလို့မဖြစ်ဘူးရည်ရည်မြစ်ကပြန်ချင်းပြီး ငါတို့ကတော့ရတယ်တောင်ကြီးเจ้าကတိတ်သားရတာပဲနမဲကြီးကြုံတုံရအောင်သွားမယ်မမောအောင်တို့အဖွဲကခရီးဆက်အောင်မြည်နေမင်းဆိုအတွက်ဟန်ကြာသွားသည်ရတယ်လေအဲ့လိုဆိုရင်ဇော်မိုးနဲ့ရာဇာထွန်းကကြံတဲ့အဖွဲတွေနဲ့နေခဲ့ကြငါလဲမပြောင်းချင်သေးဘူးတောင်ကြီးเจ้าကိုလိုက်ချင်တယ်ဒါပေမဲ့ရည်ရည်မြစ်တို့နဲ့ငါပြန်လိုက်ပါမယ်ကောင်းတယ်ကောင်းတယ်မော်နီတာကြီးကို ကျေးဇူးတင်ပါတယ်။ဒီမြစ်ကအနေမင်းဆိုးကိုကျေးဇူးတင်နေသည်။ပြန်ပြီးအဖွဲမှာမိန်းကလေး၄ယောက်ဖြစ်သည်။မပြန်ချင်းသေးသော နေမင်းဆိုးကရှေ့ဆုံးမှရောက်နေသည်။စိတ်ကကြောက်စရာအထိရောက်နေပြီ။တိကျသေးတာပေါ့ကွာ။အေးဆွေကို လုံးဝမကြည့်နဲ့။စားတင်ကမ်းမှာအထွတ်တွင်လမ်းဖယ်ခိုင်းစဉ်ကဖယ်မှာပါဖယ်မှာပါဟုမြမြကြွကြွဖြစ်နေသည်။ အဲ့ဒီကလေးကသူတို့အစီအစဉ်ရှိနေကြတာကိုကမသိပဲမျော်လင့်ချက်ကြီးစွာတောင်တောင်ကျောင်းရွာအကျော်ဆန်ရောက်အောင်အမြန်သွားနေရသည်ဒီရောသားကယူးတယ်လို့ပေါ်တယ်လို့နဲ့အတော်လူပါဝတာပဲခင်ဖုံးကိုလည်းမကြည့်နဲ့အချိန်မီတာပြန်ရောက်လို့တော့နှစ်ယောက်စလုံးငါးချောင်းသိရမှာပေါ့နေမင်းဆိုစပိန်ကိုပို့၍မြန်မြန်နင်းလိုက်သည်မော်နီတာကြည့်မြန်လာကြည့်လားနောက်ကမင်းကလေးတွေစောင့်ပါအောင် ရည်မြင့်လှမ်းအောင်မှအနေမင်းဆိုအချိန်လျှော့လိုက်ရသည် နေမဲပြောတာပဲနောက်ကျရင်အိမ်ကအဆူမဆိုးလို့အမြန်နင်းရတာရည်မြင့်တို့မင်းကလေးများခန့်မြန်မြန်နင်း၍လိုက်ရသည်မီးနှင်20တာကြာသည်ကြောက်ဆဲသူရောက်သွားသည်လမ်းတွင်အေးဆွေကိုမတွေ့ရအေးဆွေပြန်လျင်အီတာလန်တိုင်းပြန်မီဖြစ်၍လမ်းမှာမလွဲမတွေ့တွေ့ရမည်မြို့ထဲသို့ရောက်သည်နှင့် နေမင်းဆိုးမင်းကလေးများနှင့် လမ်းခွဲလိုက်သည်အရင်ဆုံးခင်ပုံးတို့အိမ်သွားသည်အိမ်ရောက်ထက်မှရွှေဆိုင်မှာခင်ပုံးအမေကိုတွေ့ရသည်အန်ဒီခင်ပုံးအိမ်ပြန်ရောက်ပြီလားဟေးမရောက်သေးဘူးသမားတွေပြန်လာတာတော့တွေ့တယ်သူကတော့မပြီးသေးလို့ဆရာမကပြန်မလို့သေးတာလားမသိဘူးသူ့တငယ်ချင်းဤဇော်နဲ့ချစ်ချစ်တွေ့လဲပြန်မလာကြသေးဘူးကျောင်းဆင်းလွတ်လိုက်တာနှစ်နာရီတောင်မကတော့ဘူးအန်ဒီကျွန်တော်ကခင်ပုံးတို့အတန်းကမော်နီတာပါ သူဟိုတောမရွာကအေးဆွေဆိုတဲ့ကောင်နဲ့ဘူဝေချောင်ဘက်သွားပြီးချင်းတွေ့နေကြတယ်ကြားလို့ဟင်ခေဖုံးအမေထိတ်ထိတ်ပြပြဖြစ်သွားသည်နယံကနာယီကိုလည်းကြည်လိုက်တော့ညနေ3နာရီကျော်နေပြီဘာပြောတယ်ကွဘယ်ကကောင်နဲ့ချင်းတွေ့တာလဲခင်ဗုံးကြီးအကိုတယောက်အတန်ကြား၍အိမ်ထဲမှထွက်လာသည်တောမကအေးဆွေတဲ့ကျွန်တော်တို့အတန်းထဲကပဲဟင်တိကျသေးတာပေါ့မယမ်းလိုက်တာ ဟင်ဖုံး၏အကိုချင်းချိုးတစ်ခုကိုစွဲယူပြီးအိမ်ရှိသို့ထွက်လာသည်။ဟဲ့သာနေအောင်လက်လုံချေလုံဖြစ်ကုန်မယ်။ခင်ဖုံးအမေဒေါ်စိန်များက အော်ပြောနေတော်လဲမယ။ခင်ဖုံးအကိုဆိုင်ငယ်ဖြစ်ထွက်သွားသည်။ဟဲ့တငယ်လိုက်ပါအောင်ကွယ်ဒုက္ခပါပဲ။လုံလုံချွန်ချွန်နေဖြစ်ကုန်တော့မှာပဲ။ခင်ဖုံးအမေပူလောင်တော့ကဖြစ်ကြံခဲ့သည်။မှတ်ထားလိုက်ကောင်းတယ်။နေမင်းဆိုစပိန်ဆွေ၍ပြန်ထွက်လာသည်။ လမ်းတွင်အတန်းပိုင်ဆရာမဒေါ်ရင်ကြည်အိမ်ဝင်လိုက်သည်ဆရာမဆရာမနေမင်းစိုးခေါ်ပုံကအရေးကြီးထိတ်တလန့်ဟဲ့နေမင်းစိုးဘာဖြစ်လို့လဲဆရာမအိမ်ရှိထွက်လာသည်ခေပေါင်းနဲ့အေးဆွေဝေးဘူးချောင်းမှာချင်းတွေ့နေတာဟဲ့နေမင်းစိုးရဲ့ဟုတ်ရောဟုတ်ရဲ့လားခေပေါင်းကအေးဆွေနဲ့တော့မဖြစ်တော့ပါဘူးဟုတ်လို့သူ့ကိုယ်တော်ဆိုင်ကယ်နဲ့လိုက်သွားပြီချင်းချိုးယူသွားလို့သူ့အမေစိုးရိမ်နေပြီအဲ့ဒါကျွန်တော်လိုက်သွားမလို့ဟဲ့ လိုက်သွားပါအောင်ဝဲစာမွေးဝဲနီးမှကြော်မကောင်းချာမကောင်းဖြစ်ကုန်ကြအောင်မယ်ဟဲ့အောင်စိုးနဲ့အေးလင်တို့လိုက်သွားကြပါဟဲ့ဟဲ့နေမင်းစိုးဆရာဦးတင်ဖေးခေါ်သွားပါရဲ့ဆရာမကသူ့အိမ်ရောက်နေတော့ចောင်းသားနှစ်ယောက်ပါ နေမင်းစိုးနေထဲလာသည်အောင်စိုးတို့မှလည်းစပိန်ပါ၍အမြန်လိုက်လာကြသည် လမ်းမှာနေမင်းစိုးဝင်ခေါ်၍တင်ချာဆရာဦးတင်ဖေးစပိန်ထုတ်ပြီးအပြေးလွှားလိုက်လာသည်နေမင်းစိုး၏ အော်ပြောလှမ်းခေါ်လိုက်သောအတန်များကြောင့်နောက်ထပ်ဆယ်ယောက်ခန့်လည်းတိုးလာသည်စပိန်များနှင့်ပြေးပြေးလွားလွားသွားနေကြသော လူတစု၏ခေါ်တန်အော်တန်ပြောတန်များကြောင့်နောက်ထပ်လိုက်လာသူများဆက်စုလို၍လိုက်လာသူများတဖြည်းဖြည်းပိုတိုးလာသည်မြို့ထဲမှာလှုပ်လှုပ်ရှားရှားဖြစ်သွားသည် အခြေအနေဆိုသည်ဆရာမကြီးပါတည်သွားသည်ဟဲ့မဖြစ်တင်တာတွေတော့ဖြစ်ကုန်တော့မှာပဲသွားကြပါအောင်လိုက်ကြပါအောင် ဆရာမကြီးခိုင်း၍ဆရာမနှစ်ယောက်ပါចောင်းသားတချို့နှင့်ဝေဘူးချောင်းဘက်သို့လိုက်ကြပြန်သည်အေးဆွေနှင့်ခင်ပွန်းဝေဘူးချောင်းမှချင်းထွေကြလို့တဲ့သတင်းကတမျိုးလုံးပြန့်နှံ့သွားလေသည်ဝေဘူးချောင်းမှကြောက်သိမ်းမောသို့တက်တော်လန်း၏ညာဘက်ပေးရှိလူထဲမှဇီးချိုပင်ကြီးများအသီးများနှင့်ပြုတ်သိမ့်နေသည်အေးဆွေတောင်ပအကိုင်းကိုသွားအဲ့ဒီမှာဇီးသီးမှဲ့တွေအများကြီးပဲ။ ခင်ဖုံးကအောက်မှလှမ်းអော်ခိုင်းနေသည်နေအောင်ဟာဆူးတွေကဆူးတယ်အေးဆွေတောင်ခိုင်းဘက်သို့ဆူးခံများကိုဖယ်ရှားပြီးတရွေ့ရွေ့တိုးနေရသည်နေကလည်းတောသားမဟုတ်တာကြာနေတာပဲခင်ဖုံးကအေးဆွေကိုကြည့်ပြီးစိတ်မရှိတောသားလည်းဆူးဆူးရင်နာတာပဲဟာအမလေးနေကလည်းအေးထဲမှာစကားတက်နေလိုက်တိုင်းဟောင်ကတော့အချစ်ချစ်ထွေးနဲ့အီအီဇော်တို့အတွက်ဂဲနဲ့ထူချပေးနေသည် ဟဲ့ကောင်ငါလည်းထုမိအောင်မယ်။ဂေးကအေးဆွေနာအထိရောက်ပြီ။အမလီသဲလိုက်တာဂေးကဖြင့်နင်းနေအဝေးကြီးချစ်ချစ်ထွေးကလှမ်းဆူလိုက်သည်။တိုင်းအောင်ထုပါ။ဇီးသီးမဲ့တွေအများကြီးကြွေတာကနည်းနည်းလေး။ဤစော်ကပါ တိုင်းအောင်ကိုထူအားပေးနေပြန်သည်။မထုနဲ့တော့မထုနဲ့တော့ငါလှုပ်ချပေးမယ်။အေးဆွေကတောင်ကိုင်းကိုရောက်သွားပြီးဖြစ်၍ဇီးသီးမဲ့များရှိရာ ိုင်းငယ်တကိုင်းကိုကင်လှုပ်လိုက်သည်ဟဲကျွေတယ်တော့အများကြီးပဲဟေ့ကောက်ကောက်ပျော်စရာကြီးမင်းကလေးများမှာဇီးသီးများကိုကောက်၍ပျော်နေကြသည် အစာကလေးကဒီရပင်တွေ့ရင်ဂူးလောက်ဆိုဝနေပြီဟိုဘက်လိုက်ရှာတာနဲ့အချိန်တွေကုန်နေရတာဒီဘက်ကဂိုင်းကိုလှုပ်ပါအောင် ခေပုံးခိုင်းသည့်ဂိုင်းကို အေးဆွေလှုပ်ချပေးသည်ဇီးသီးအများကြီးကြည်၍မင်းကလေးများ ကောက်လိုက်စားလိုက်နှင့်ပျော်နေကြသည်ဒီမဲ့ ဒါကအမဲ့တော့မဟုတ်ဘူးရွမ်းပြင်းတွေစားလို့ကောင်းတယ်အေးဆွေကလလန်းမိတော့အသီးများကိုခူပြီးယူလိုက်သည်ဘာလဲရွမ်းပြင်းသူတို့ကောမမပြောတဲ့ချစ်ချစ်ထွေးကနားမလဲတောမာသားဆိုတော့တောအထာစကားနေမှာပေါ့တောအထာစကားမဟုတ်ပါဘူးဟာအရင်ကတည်းကရှိတဲ့စကားပါမဲ့ကနေအသီးကိုပြောတာရော့လက်နဲ့ဖမ်းကြ အေးဆွေကအောက်သို့ပြစ်ချပေသည်တယောက်စီဖမ်းယူချသည်ဟဲဒါကပိုစားလို့ကောင်းတယ်အေးဆွေထပ်ခူပေးရောခင်ဖုံးကလမ်းပြောသည်ဟေးဒီဘက်ကအတန်ကြားတယ်ကွာဒီဘက်ကိုလိုက်ခင်ဖုံးနင်းပမာလဲထွက်ခဲ့စမ်းအေးဆွေမင်းထွက်ခဲ့လမ်းဘက်စီမှစူးစူးညံညံအတန်များကြားရသည်ဟင်ဘသူတွေလဲအေးဆွေစိုးရိမ်သွားသည်ဟဲငါအကူ သူ့လက်ထဲမှာလဲချင်းချိုးကြီးနဲ့ဟေးအောင်စိုးတို့အဖွဲကဝေးဘူးချောင်းဘက်ကလမ်းကိုသွားစိန်ဝင်းမင်းတို့ကတာမော်တက်တဲ့လမ်းကိုလိုက်ရှန်တဲ့ကောင်တွေကဒီဘက်လာဒီဟိုလာအထက်တန်းမြတ်ဆရာဦးတင်ဖေးကြီးအတန်ကိုကြားရသည်ဟဲဆရာနဲ့လိုက်လာတာတို့ကိုလာရှာတာဒုက္ခပါပဲချစ်ချစ်ထွေးနဲ့ဤစော်တို့ကြောက်နေကြပြီဘလို့လောက်ကြမလဲလာဒီဘက်လာတိုင်းဟောင်ကဥဆောင်၍ ကြောက်သိမ်းမောဘတ်သူပြေးကြသည်ဟာဟိုမှာပြေးကြပြီလိုက်ကြလိုက်ကြကြောက်သိမ်းမောဘတ်တောင်ကျော်စီသူအားလုံးပြေးလိုက်ကြသည်မပြေးနဲ့ရဲကြတောင်ပေါ်လမ်းတိုင်းပြေးတက်နေသောစိန်ဝင်းတို့အဖွဲက ရှေ့မှာပတ်၍တကူဖမ်းသူလိုဖမ်းလာသည်အမလေးချစ်ချစ်ထွေးနှင့်အီအီစောတို့ကြောက်ကြောက်လန်းလန်းနေအေးဆွေမြ мян စင်းခင်ဖုံးကမပြေးသေးပဲအေးဆွေကိုစောင့်နေသည် နေပြေးနေတော့မြ мян ပြေး အေးဆွေဈေးပင်ပေါ်မှာစင်ရင်ခင်ပွန်းကိုလှမ်းပြော်သည် ရှေ့မှပြေးသူများနောက်သို့អော်လိုက်တံများကြားရ၍ကြောက်သိမ်းမောဘတ်သို့မပြေးတော်ပဲခင်ပွန်းကဝေဘူးချောင်းအထက်မှတောင်များစီသို့တက်သောဘတ်သို့ ပြေးပြီးနီးရာကြောက်ကြုံကြီးတုံးနောက်မှကွယ်နေလိုက်သည် အေးဆွေဈေးပင်ပေါ်မှအောက်ရောက်သောအခါရှေ့ဘက်မှစူညံသံများကြားနေရ၍ခင်ပုံးပြေးသောဘက်သို့လိုက်ပြေးပြီးခင်ပုံးလိုပင်ကြောက်တုံးကြီးတုံးဤနောက်မှဝင်ကွယ်နေလိုက်သည်ကြောက်တုံးနှစ်တုံးမှပေတရာနီးပါးကွာချသည်တရက်ကိုတရက်လှမ်းမြင်နေကြသည်ခင်ပုံးရောဟိတ်ကောင်တိုင်းအောင်ခင်ပုံးပမာလဲဆရာဦးတင်ဘေးကတိုင်းအောင်ကိုမေးနေသည်ကျွန်တော်မသိဘူးဘာမသိရမှလဲမင်းတို့အတူတူလာတာမဟုတ်လား ဟုတ်ပါတယ်ဒါပေမဲ့သူလည်းအော်ဒန်တွေကြားတော့ထွက်ပြေးမှာပေါ့ဘယ်ပြေးလဲအဲ့ဒါတော့ကျွန်တော်မသိဘူးအေးဆွေရော မသိဘူးဟာဒီကောင်ဆရာဦးထင်ပေးစိတ်မရှိဖြစ်ရသည် အော်ဒန်တွေကြားတော့ကျွန်တော်လည်းပြေးတာပဲဘယ်သူမှမကြည့်နိုင်ဘူးရှားကြစမ်းလူများပြန်ခွဲပြီးရှားကြသည် ဒီဘက်မှာအနှံ့လိုက်ရှားကြဆရာမနှစ်ယောက်ကအေးအေးစွာနှင့်ချစ်ချစ်ထွေးကိုပြန်ခေါ်သွားကြသည် တိုင်းအောင်မှာဆီယမ်မနှစ်ယောက်နဲ့အတူလိုက်သွားသည်ခင်ဘုံနှင့်အေးဆွေတို့၏စပေးများကိုចောင်းသားနှစ်ယောက်ကယူသွားကြသည်ဟဲ့ကောင်အေးဆွေထွက်ခဲ့စမ်းအော်ဟင့်ပြောတဲ့များကိုအေးဆွေပုံးနေသောကြောက်တုံးနောက်မှကြားနေရသည်ကြောက်လွန်း၍လုံးဝမလှုပ်ဝင်ခင်ဘုံပဲမလဲထွက်ခဲ့စမ်းတွေ့ရင်တော့အသေးပဲခင်ဘုံအကူကဒေါသတကြီးကြိမ်မောင်းနေသည်ခင်ဘုံပုံးခွယ်နေသောကြောက်တုံးကြီးစီသို့အေးဆွေလှမ်းကြည့်လိုက်သည် ခင်ပေါ်မှာကြောက်လွန်း၍ကောက်ကုတ်ကလေးထိုင်၍ခိုက်ခိုက်တုံနေရှာသည်လမ်းဘက်စီမှဆိုင်ငယ်တန်နှင့်အတူစူးစူးညံ့ညံ့အတန်းများထွက်ပေါ်လာပြန်သည်ဘယ်မလဲခင်ပေါ်ဒီလောက်မိုက်တာတက်ပြင်မယ်တော်သာထွက်ခဲ့မင်းကိုအသေးတက်မယ်ခင်ပေါ်ဤအကိုငယ်မင်းမင်းလိုက်လာခြင်းဖြစ်သည်သူ့လက်ထဲမှာလည်းငှက်ကြီးတောင်ဓာရှည်ကိုကင်ထားသည်ဒီတခါမှဒုက္ခပဲအေးစီပုံးကွယ်ရာမှလှမ်းမြင်နေရသည် တွေ့လျင်တော့သိရတော်မည်အေးဆွေကြောက်လွန်း၍ထပြေးခြင်းစိတ်ပင်ဖြစ်နေမိသည် မပြေးမိအောင်ကိုယ်စိတ်ကို ထိန်းချုပ်ထားရသည်ခေပုံးစီကိုလှမ်းကြည့်လိုက်တော့ကြောက်လွန်း၍ငိုနေရှာသည်ဟေ့မင်းတို့အဲ့ဒီလိုတော့ဒေါသကြီးမလောက်ကြနဲ့လေကွာမဖြစ်သင့်တာတွေဖြစ်ကုန်နေမယ်မောင်မြမောင်မင်းညီကိုချော့ခေါ်သွားပါကွာဆရာတို့တွေတွေ့အောင်ရှာပြီးပြန်ခေါ်ခဲ့ပါမယ်ဒါဒေါသတကြီးဖြည့်ရှင်းရမယ့်ကိစ္စမဟုတ်ဘူးကွာ ဆရာဦးတင်ပေကခင်ဖုံးဤအကိုမြအောင်ကိုဖြောင်းပြပြောနေသည်ဟဲ့ခေါင်ခမင်းမင်းကလည်းဓာကြီးနဲ့လူမြင်လို့မကောင်းပါဘူးပေးစမ်းဓာမြအောင်ကသူ့ညီလက်မဓာကိုဆွဲယူလိုက်သည်လာပြန်မယ်မပြန်ဘူးသူတို့ကိုတွေ့အောင်ရှာမယ်ငါထင်တော့သူတို့ဟိုဘက်ကလှူတဲ့အတိုင်းထွက်ပြေးကြပြီထင်တယ်ဒီနားမှာရှာတာတော့နှံ့နေပြီမင်းမင်းကကြောက်တုံးများကပ်ပြီး လိုတဲ့ကိုခြုံနယ်တစ်ပင်များရှိရာသို့ပြစ်ပေါက်သည်ရှိနေ၍မှန်လျင်တော့သေယုံသာရှိမည်ဟေ့မင်းမင်းမပြစ်နဲ့ကွတို့လူတွေလှိုထဲမှာရှားနေတယ်ဆရာဦးတင်ဖေးကလန်တာသည်မြအောင်နှင့်မင်းမင်းညီကိုနှစ်ယောက်ပါလှိုထဲသို့ဆင်းသွားကြသည်ခဲတကူကအောက်ဖက်သို့ကြာသွားသည် အမတ်မတွေထပ်ပေါ်လာသောအတန်းကြောင့်ဆရာဦးတင်ဘီကကျောက်တုံးကြီးစီသို့လှမ်းကြည့်သည်ထိုချိန်တွင် တိုက်တိုက်ဆိုင်ဆိုင် နေမင်းစိုးကအေးဆွေရှိနေသောကျောက်တုံးကြီးစီသို့လက်စော်ပြီးကျောက်တုံးတစ်ခုနှင့်လှမ်းပြစ်လိုက်သည်နှင့်ကြုံကြိုက်သွားသည်ကျောက်တုံးကြီးကိုထိမှန်သောကျောက်ခဲသည်ပဲ့ချေ၍လင့်စင်သွားသည်ဆရာဦးတင်ဖေးတန်တရာရှင်းပြီးအောက်ဘက်မှာရှာနေသူများစီတို့ပြန်ကြည့်လာသည် နေမင်းစိုးကခင်ပေါင်းပုံးနေသောကြောက်တုံးကြီးကိုကွင်း၍နောက်ဖက်သို့ဆက်တက်သည်။ဟေ့ခင်ပေါင်းထွက်ခဲ့တွေ့ပြီတွေ့ပြီမပြေးနဲ့။အောက်ဘက်လူထဲမှ အော်ပြောလိုက်သောအတန်ကိုကြား၍နေမင်းစိုးနောက်သို့ပြန်လှည့်သည်။ဆရာဆရာအောက်ဖက်မှာတွေ့နေပြီထင်တယ်။ဥတင်ဖေကိုလှမ်းပြောလာသည်။အေးတွားကြည့်ရအောင်။တော်ကြဟိုညီကိုလက်လွန်ချေလွန်ဖြစ်မှာစိုးရတယ်။ ဦးတင်ဖေးနှင့်နေမင်းစိုးတို့လျှို့ဘတ်သို့လှဲကြည့်လိုက်သည် ထွက်ခဲ့စမ်းငါတို့ဝိုင်းထားရတယ်နော် ခင်းနဲ့ထုလိုက်ရမလားတွေ့ထားလေဟန်နှင့်ချင်းချာပြောဆိုနေခြင်းသာဖြစ်ပါသည် နေမင်းစိုးနှင့်ဆရာဦးတင်ဖေးလျှို့ဘတ်သို့ဆင်းသွားမှာခင်ပုံးနှင့်အေးစွေတို့တပ်ပြင်းချနိုင်ကြသည် သို့သောစိတ်ချလက်ချနေ၍မရအချိန်မရွေးပြန်တက်လာနိုင်သေးသည် ပြန်တက်လာရင် ပုံးเสียရမှာရှိသည် ကြောက်တုံးနောက်မှာငုတ်ထုတ်ထိုင်လျက်အမိခံရမည်ဖြစ်သည်သို့သောထွက်လဲမပြေးရဲလှုပ်လဲမလှုပ်ရဲ၍ဖြည့်ချင်ရာဖြင့်အကန်အတိုင်းပဲဟုငြိမ်ငြိမ်လေးထိုင်နေကြသည်လှူထဲမှာရှားသူများသည်တောင်တကြောလုံးနေရာအနှံ့လိုက်ရှာခဲ့ပြီးဗမာမမတွေ့ရတချို့ကကြောက်သိမ်းမောအထိရအောင်တွားရှာသည် မတွေ့ရတချို့ကလှူအတိုင်းလမ်းဆုံးအောင်လိုက်ရှာသည် တောင်ကျောအထိရောက်သွားသည် မတွေ့ရ၍ပြန်တက်လာကြသည်ရှားချင်းကြာလာသည်နှင့်အမျှရှားသူများလက်လျှော့လာကြသည်တချို့ចောင်းသားများပြန်သွားကြပြီငါတို့လောက်တာမှားတယ်ထင်တယ်သူတို့ဖာသာရိုးရိုးသားသားဈေးသီးလာကူးစားကြတာဆိုရင်ငါတို့လောက်တာနဲ့သူတို့နှစ်ယောက်ဒုက္ခရောက်ကြတော့မယ်ဆရာဦးတင်ပေးကအခြေရင်နံကိုပြန်သုံးသပ်ပြီးစိတ်မကောင်းဖြစ်နေသည်ဒီလိုဆိုရင်သူတို့လည်းတိုင်းအောင်တို့ဤဇော်တို့ချစ်ချစ်ထွေးတို့လိုပြန်ထွက်လာရမှာပေါ့ဆရာ နေမင်းစိုးကမကြင်နဲ့ဟာမင်းကအေးဆွေနဲ့ခင်မုံချင်းတွေးကြတယ်ပြောတော့သူ့အကိုတွေကလည်းမတွေးဘူးလားချင်းချိုးတွေဓာတ်တွေနဲ့ဘဲထွက်ရဲတော်မလဲပြေးမိပြေးရပြေးကြမှာပေါ့ဆရာကနေမင်းစိုးကိုအပြစ်တင်လာခြင်းဖြစ်သည်ကျွန်တော်ကလည်းတန်းရင်တို့ကအဲ့ဒီလိုပြောတာကိုနေမင်းစိုးကသမားကိုလွှဲချလိုက်သည် နေဝင်သွားပြီမကြာမီပင်တောရိပ်တောင်ရိပ်နှင့်မိုးချုပ်သည်ကမြန်သည် လိုက်ပါလာသူအတော်များများပြန်သွားကြပြီ။ကဲမောင်မြအောင်သူတို့တော့ငါတို့လူတွေအများကြီးလိုက်ရှာကြတာကြောက်ပြီးပြေးကြပြီထင်တယ်။ရှာလို့လည်းမတွေ့တော့ဘူး။ကြာလီမောင်လေးဖြစ်တော့မယ်။ပြန်ကြစို့။ဆရာဦးထင်ဖေးကခင်ဖုံးကြီးအကိုနှစ်ယောက်ကိုဖြောင်းပြပြောသည်။ဟုတ်ပါတယ်ဆရာ။ဒီနားတော့ပုံနိုင်တဲ့နေရာအားလုံးနေရှာပြီးနှံ့နေပြီ။မရှိနိုင်တော့ပါဘူး။မြအောင်ကလက်လျှော့ခြင်းပြီး ရတယ်လေဘယ်ဒီပြေးလို့ရမှာလဲတွေ့တဲ့နေ့တော့အသေးပဲအငယ်ကောင်မင်းမင်းကကြိမ်ပေါင်းပြောဆိုရင် သူ့အကို လက်မဓားကိုဆွဲယူပြီးအနီးမှာဓားပင်ကိုင်းကိုခုတ်ပြလိုက်သည်ပြီးတော့ဆိုင်ကယ်ကိုစီနဲ့မြို့ထဲသို့ပြန်သွားကြသည်ကဲလာဆရာတို့လည်းပြန်ကြစို့ဦးတင်ပင်နေမင်းစိုးနှင့်ကြံသောចောင်းသားတုံးရောင်စပိန်ကိုစီနှင့်ဝေဘူးချောင်းဘက်ဦးတင်ပင် နေမင်းစိုးနှင့်ကြံသောအကြောင်းသားသုံးယောက်စပိန်ကိုစီနှင့်ဝေဘူးချောင်းဘက်မှပြန်ခဲ့ကြသည်မှတ်လိုက်စမ်းကုတော်ဒုက္ခရောက်ပြီမဟုတ်လားအေးဆွေဒုက္ခရောက်သည်ကို နေမင်းစိုးသဘောကျနေသည်သို့တော်ခင်ဗုံးမှာပြောင်းနေသည်ကိုတော့နေမင်းစိုးသဘောမကျသူတို့နှစ်ယောက်အတူထွက်ပြေးကြတာလားတယောက်စီ क्वे ပြီးပြေးတာလားနေမင်းစိုးမသိနိုင်တယောက်စီ क्वे ပြေးကြတာဖြစ်ပါစေဗျာခင်မုံးကို ပြန်တွေ့စေခြင်းသည် သို့တော်မှောင်ရည်တန်းလာသည့်အထိခင်မုန်းကို မတွေ့ရသည်ကစိုးရင်စရာငါလောက်တာများသွားပြီလားမသိကို့ဖာသာနောင်နာစိတ်နှင့်ပြန်တွေးကြည့်သည်ခင်မုန်းကိုဆုံးရှုံးလိုက်ရသလိုနှမျောတတစွာ ခံစားလိုက်ရသည် နေမင်းဆိုးတို့မျိုးရဲရောက်တော့မှောင်လာပြီမူမိများထွန်းထားကြသည် ပိုင်းနှစ်ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။ဒါမဲ့အပိုင်းသုံးကိုလည်းဆက်လက်ဆောင်ရနားဆင်ပေးကြပါအောင်ခင်ဗျာ။သတ်င်ပေးကြကြသူအပေါင်းဒေဗီယာရီဝေကာလို့စိတ်ချမ်းသာကိုကြမ်းမာကြပါစေ။